အားလုံးပဲမင်္ဂလာပါ။ကျမစောငိမ့်အေးပါ။ဒီနေ့ဟာနေုံလာပြေးနေ့ဖြစ်တဲ့အတွက်နေုံလာပြေးနေ့မဟာသမယနေ့အကြောင်းသိကောင်းစရာကိုမျှဝေပေးချင်ပါတယ်ရှင်။နေုံလာပြေးနေ့ကိုဗုဒ္ဓဘာသာဝင်သူတော်စင်တွေကမဟာသမယခါရောနေ့အဖြစ်လေးမြတ်ထားခဲ့ကြပါတယ်။ နေုံလားပြေးနေမှာကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်ဟာမြားပြားလွှစားတဲ့နတ်မြမပြိဋ္ဌတ်တွေကို မဟာသမယတုတ်တရားတော်ကိုဟောကြားတော်မူခဲ့တဲ့နေလဲဖြစ်ပါတယ်။မဟာဆိုတာကတော့ကြီးကျယ်မြင့်မြတ်ခြင်းသမယဆိုတာကတော့အချိန်အခါကာလဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်အားဖျားဖြစ်တော်မူပြီးစတုထဝါအယောက်မှာမစ္စိမဒေတာမှာကပိလဝေနခောလီယအနှစ်ပြည်တော်မင်းသားတွေကယောဟနီမြက်ကရေကိုသူတို့ရဲ့စပားစပားစိုက်ပျိုးခြင်းနေအတွက်လူကြတဲ့အဖြစ်ဖြစ်တဲ့ခုဖြစ်ပေါ်ခဲ့ပါတယ်။သူယူမဲငါယူမဲဆိုပြီးငင်းကြခုံကြရာကနေစက်ခင်းကြမယ်အခြေအနေထိရောက်ခဲ့ရပါတယ်။အဲ့လိုအချိန်ခါကာလတမယမှာ မြတ်စွာဘုရားရှင်ကြောက်ရွံ့တော်မူလာပြီးတော့မှအဖိုးမတန်တဲ့ရေးအတွက်နဲ့အဖိုးတန်တဲ့တင်တို့အသက်တွေဆုံရှုံခံတော့မလို့လားဆိုပြီးမှမြင်ရတော်မူပါတယ်ပြရှင်ကမေခွန်ထုတ်လိုက်တော့အတိတရား ဝင်လာကြပြီးတော့မှငိမ့်ချမ်းရေးကိုရှေးရှူတဲ့အီယံပြေမှန်ပြေတရားတော်တွေကိုနာယူလိုက်တဲ့အခါမှာအတိဉဏ်အမြင်ရရှိပြီးတော့မှပြင်းငိမ့်အီချမ်းချင်းကိုရရှိခဲ့ရပါတော့တယ် တဖက်စီကနေ250စီတော့နှစ်ပြည်တော်မင်းသား900တို့ဟာဖျားရှင်ရဲ့တာရဏတော်ကို ဝင်ရောက်ပြီးတော့ယဟန်ပြုခဲ့ကြပါတယ်။အဲ့ဒီယဟန်တွေဟာတာရဏတော်မှာမပျော်ပိုက်ကြတဲ့အတွက်ဟိမွန်နာတော်တွင်က အလွန်မှွေးလျော်ပွဲကောင်းတဲ့ဂုံလာအိုင်ကိုခေါ်ဆောင်ကဂါထာ300ဖြင့်သစာဆင့်အပ်သောဂုံလာမြင့်မင်းရဲ့ဇက်ကြောင့်ကိုဟောကြားတော်မူခဲ့ပါတယ်။ ဲ့ဒီဇတ်တော်အဆုံးမှာတော့ယဟန်900ရောဟာတောတာပတိဖိုး၌တည်တော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာယဟန်တော်900နဲ့အတူ ကပလဝိပြည်ရဲ့အနီးမှာရှိတဲ့မဟာဝုန်တော်ကိုကြွရောက်တော်မူခဲ့ပါတယ်။မဟာဝုန်တော်မှာ ကမထန်းကိုပေးတော်မကြာမြင့်တဲ့ကာလအတွင်းမှာအရတ်တဖို့ကိုစိုက်ရောက်တော်မူခဲ့ကြပါတယ်။ ဲ့ဒီယဟန်900တို့ဟာမိမိတို့ရရှိထားတဲ့တရားထူးကိုရှောက်ထားဖို့အတွက်မြတ်စွာဘုရားရှင်ကိုဖူးမြော်ဖို့နေုံလားဖြင့်ညချမ်းမှာစုယုံရောက်ရှိလာခဲ့ပါတယ်။အဲ့လိုညချမ်းချိန်လေးမှာယဟန်တာ900တဆူတဝေးတဲ့စုစည်းနေတာကိုအလွန်အလွန်ကြည်ညိုပဲကောင်းလာပါတယ်။ အဲ့လိုထူးခြားစွာជីညိုဝဲရာတန်ခေါအစည်းဝေးကိုတွေးမြင်ဖူးတွေ့ជីညိုလိုကြတဲ့နတ်မြတ်မှာအတူရာဂလုံးနဂါးတို့တွေဟာမဟာဝုံတော်ကိုစုယုံရောက်ရှိလာကြပါတယ်အဲ့လို ပရိသတ်တွေစုဝေးတဲ့အချိန်မှာမြတ်စွာဘုရားရှင်ဟာတရားနာရောက်ရှိလာတဲ့နတ်မြမာတွေရဲ့အမြီအမျိုးအနွယ်တို့ကိုယဟန္တာ900နှစ်နတ်မြမာတွေကိုသိစေလိုတဲ့အတွေ့အမျိုးတူအလိုက်စုပေါင်းကအမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီးတော့နှုတ်ခွန်းစစ်စကားမိန့်ကြားတော်မူပြီးမှသာမဟာသမယတုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။ မဟာသမယတုတ်ကိုဒေဝရာပီယနတ်တို့ချစ်ခင်မြစ်တာဝင်တုတ်တွင် မဟာသမယလို့လည်းခေါ်ပါတယ်မိမိတို့ရဲ့ဇယိုက်အလိုက်အောက်ပါတုတ်တန်တွေကိုဟောကြားခဲ့ပါတယ်ယာကဇယိုက်အားကြီးတဲ့သူတွေအတွက်တမပရိပါဘာနီယာတုတ်ဒေါသဇယိုက်အားကြီးတဲ့သူတွေအတွက်ကလဟဝိဝါဒသုံးမောဟဇိယအာကြီးတဲ့သူတွေအတွက်မဟာဗျူဟသုံး ဝီတစ်စရိုက်အားကြီးတဲ့သူတွေအတွက်ဆူလဗျူဟာသုံးတက်တာစရိုက်အားကြီးတဲ့သူတွေအတွက်သူဝတကသုံးပညာစရိုက်အားကြီးတဲ့သူတွေအတွက်ပူရာဘေဒာသုံးတရားတော်မြတ်အစိုးမနတ်ပြည်မှာဂရေတသိန်းစီရတ်တဖို့ကို ရောက်ရှိကြပါတယ်။ သောတာပတ္တိဖို့တက္ကရာကမိဖို့အနာဂမိဖို့ယောက်ကြတော့နတ်ပြမရောကရေတွက်လို့တောင်မရနိုင်လောက်အောင်မြပြခဲ့ပါတယ်။ဒါကြောင့်မို့နေုံလာပြည့်ရဲ့ထူးခြားမှုတွေကိုခြုံငုံပြီးရောပြန်ပြောရမယ်ဆိုရင်နံပါတ်1ရေလူပွဲဆွနေကြတဲ့နှစ်ပြည်တော်သားတို့ငင်းခုန်ခိုင်ရန်ဘေးမှာကင်းဝေးခြင်းနံပါတ်2 ကပီလာဝင်းနဲ့ကိုလီယာအနှက်ပြေတောင်ဆစ်ခင်တော့မဲ့ဘေးရန်တွေကနေကင်းဝေးပြီးတော့မှငြိမ်းချမ်းရေးရတဲ့နေ့ဖြစ်ခြင်း။နံပါတ်3ယဟန်900လုံးယဟန်ဖြစ်တော်မူတဲ့နေ့ဖြစ်ခြင်း။နံပါတ်4နတ်ပြမအတူရာဂလုံးနှကားများယဟန်တော်များအားဤတစ်ချိန်တည်းတော်စူယုံမိတော်နေ့ဖြစ်ခြင်း။နံပါတ်5 မဟာသမယကို အကြောင်းပြု၍ရံဘက်ဖြစ်တဲ့ဂလုံးနဲ့နကခိုင်ရံမဖြစ်မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်းနံပါတ်6မဟာသမယဆိုင်ရာတုံတန်ခွနှမျိုးကိုမြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ထူးခြားခြင်းစသဖြင့်ပြည့်စုံနေပါတယ်ဒီလိုနေသူနေမြတ်မှာ မငိမ့်ချမ်းသောနေရာများကိုမေတ္တာ ပို့တယ်လို့မဟာသမယတုတ်တော်ကိုရက်ဆိုပူဇော်ရင်ငိမ့်အေးစေကြောင့်သုတောင်းမေတ္တာပို့တနိုင်တယ်လို့အပိဓာယငိမ့်အေးရာ အမှန်မြန်နိဗ္ဗာန်တို့ ရောက်ရရောက်ကြောင့်အထောက်ပံ့ကောင်းများဖြစ်သည်ဒါနအမှု သီလအမှုဘာဝနာ အမှုများကိုတတ်အားသိ၍ပြုလုပ်ကြပါယံအထူးပင်တိုက်တွင်လို့ဆိုအပ်ပါသည်ကျေးဇူးတင်ပါတယ်ရှင်